ဟုတ်ကဲ့မင်္ဂလာပါဗျ 2DKMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲမနေ့ကတော့68ဆိုတော့မပါဘူးပေါ့ဗျာနော်ကျွန်တော်လေးလုံးအခွေရဈာရီရထွက်သွားတယ်ပေါ့နော်ကိုခွင်ရကိုဝူရတော့ပါတယ်ဗျမနေ့ကဈာရီရ68ဆိုပြီးတော့ထွက်တယ် ညနေမှာတော့ကျွန်တော်ဝမ်းကြိမ်းနှစ်ချိန်ပေါ့နော်ဝမ်းကြိမ်နှစ်ချိန်ကိုကျွန်တော်တို့တောက်ကြနေရမှန်ခဲ့တဲ့ break line တွေပဲကျွန်တော်တို့ချုပ်မှာပေါ့နော်ဒါကြောင့်မို့အကူမတွေကလည်းကြိုက်ရင်တော့သုံးပြကျွန်တော်ရဟူးမကြော်ခွေးရတော့မထွက်သေးဘူးပေါ့နော် ီခုမကြော်ခွေရတော့ကျွန်တော်မူးနှစ်ခုနဲ့ချုပ်ထားတဲ့ခွေပေါ့ဗျာဒါကြောင့်မို့မူးမကြော်ခွေရတော့အားကောင်းတယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဗျာ ျွန်တော်တို့တနင်္လာဖွင့်နေမနက်မှာညီအကိုနဲ့ဖွင့်သွားပြီပေါ့နော်ဒီလိုညီအကိုနဲ့ဖွင့်ရင်တော့ခံရတဲ့ကန်လိုက်တာကိုလည်းကန်ရောလွဲရောတဟုတ်တယ်ပြန်နော်ကျွန်တော်တို့တနင်္လာဖွင့်နေမနက်မှာ68ဆိုတဲ့ညီအကိုနဲ့ဖွင့်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမူလေးကိုလည်းကျွန်တော်ပြထားတယ်ပေါ့နော်တပတ်ကတော့ကျွန်တော်တို့နောက်ကျပြီးမှထွက်သွားတာဖြစ်တယ်ဗျာ ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့ပေါ့နော်ကိုရှိဆိုတဲ့ညီကိုထွက်ထားတဲ့ကြောင့်ကိုရဲ့နှက်ခတ်တီ6 8ရဲ့နှက်ခတ်တီ1ပေါ့နော်9681ခွေပူးတီလဲသူ့အောင်မှာလိုက်ထွက်တာမျိုးတွေတော့တွေ့ရတယ်ဗျဒီမူလေးလဲကျွန်တော်အရင်ကတော့ပြပေးထားတယ်ပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့ဟိုတော့ပေါ့နော် နှစ်သုံးလားမသိထွက်တဲ့တင်းနေဖွင့်နေမနေ့မှာထွက်တဲ့ဘက်ကတော့ကျွန်တော်ဒီဂျင်းပြက်သွားတယ်ပေါ့နော်ကျမရဲ့ဆန္ဒလေးသုံးချက်လေးဒီကံပါလေရွှေရှင်ကူပါလေကျမ်းပါပါတဲ့ချမ်းသာပါစေစိတ်ချမ်းသာကြကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေကိုရောက်သိပ်ပါစေချမ်းသာအောင်ကျိုးလူရဆန္ဒလေးတလုံးသွားကြည့်ပါစေ တော်ဝင်နဲ့မင်္ဂလာပါတာရဟုတ်ကဲ့မင်္ဂလာပါအန်ဒီရဲ့တော်နူကြီးရဲ့မင်္ဂလာပါတာရဟုတ်ကဲ့မင်္ဂလာပါအန်ဒီတော်နူကြီးရဲ့ဒါဆိုကျွန်တော်ဒီမှာတော့ကျွန်တော်ဝမ်းကျင်းပေါ့နော်ကိုမတို့ကကျိုင်းနေတတ်မှလည်းတုံးပြတော့ဒီမှာဒီခွင်းရဲ့3ရဲ့ဒီရဲ့8ကဲ3လုံးပေါင်းချင်းဒီ8 8ပါဝါဒီ3 8 3ဒီကျွန်တော်ဒီမှာအချိန်ပြ ီ၈၃အချိန်မှာကျွန်တော်တို့၈ပူးဆိုတော့၈ထီရဲ့ဗျ။အဲဆိုရင်နောက်တစ်ပြင်ရလဲ၃ရဲ့ခွင်ရပေါင်းခြင်းဒီ၃ညာ၃ညာနဲ့ဒီက၈နဲ့ပေါင်းတော့၈၃ခွင်၈ပေါင်းခြင်းဒီ၈၈ပါဝါဒီ၃၈၃ဒီလဲကျွန်တော်တို့ဒီမှာအချိန်ဟိုဒီ၈၃အချိန်မှာလဲ၃လေးထွက်တော့၃ထီရဲ့ဗျ။ အဲ့ဆိုရင်နောက်တစ်ပြင်ကခွင်ရဲ့၈ကေပေါင်းချင်းဒီက9နဲ့ဒီက3နဲ့ပေါင်းတော့၈ခွင်၈3ပေါင်းချင်းဒီကျွန်တော်တို့၈၈ရဲ့ပါဝါဒီ3 8 3ဒီကျွန်တော်ဒီမှာအချိန်ပဲဗျာတော့ဒီ၈3အချိန်မှာလည်း3ခွင်ထွက်တော့ကျွန်တော်တို့3ထီတယ်ဗျာမြင်မြင်ဝေးတဲ့မင်္ဂလာပါတားရဲ့လက်ချမ်းမှာပါသေးတယ်ဟုတ်ကဲ့ပါဗျာပြည့်တဲ့စုရင်လည်းပြည့်စုံပါသေးဗျာဒါဆိုကျွန်တော်ဒီနေ့မှာပေါ့နော်ဒီနေ့မှာ1ချိန်ဒီရော ရှေ့ရဲ့တိတ်ကပေါင်းချင်းဒီ9 9နဲ့ဒီက3နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့2ရဲ့ပါဝါဒီခွန်2ခွန်ဒီကျွန်တော်ဒီမှာအချိန်မြတ်အားလုံးမဲ့ဒါလေးရဲ့နားလေးမဲ့ထင်ပါလေဗျာနော်ကျွန်တော်ဒီမှာဒီခွန်3 8ပေါင်းချင်းဒီ8ဖြစ်လို့8ပါဝါ3 8 3အချိန်မှာ8ဘူးထွက်တော့8ထိတယ်နောက်တစ်ပင်ကလည်း3ရဲ့ခွန်ရဲ့8ကပေါင်းချင်းဒီ8 8ပါဝါတီ3 8 3အချိန်မှာလဲကျွန်တော်တို့3လေးဆိုတော့3ထီတယ်ဗျနောက်တစ်ပင်ကလည်းခွင်ရ8ကဒီရ3ရပုံချင်းဒီကျွန်တော်8 8ပါဝါတီ3ဒီ8 3အချိန်မှာလည်း3ခွင်ထွက်တော့3ထီတယ်ဒါကြောင့်မို့ဒီနေ့အတွက်1ချိန်ဒီ8ရ1ကပုံချင်းဒီ9 9နဲ့ဒီရ3နဲ့ပုံတော့2 2ပါဝါတီခွင်2ခွင်ဒီအချိန်ပဲဗျာနော် ုထွန်းနိုင်ဝင်းမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုရင်ကျွန်တော်သူနဲ့တွေ့ရမယ့်ဝမ်းကျင်းပေါ့နော်သူနဲ့တွေ့ရမယ့်ဝမ်းကျင်းဒီကျွန်တော်ချိန်မှာတော့အပြီးပေါ်တော့ဖြစ်မတော့ဘူးပေါ့နော်တူညင်းတော့လုံးမှန်ပြရတော့တွေ့ရတယ်ဗျာ မတူညီရင်တော့ကျွန်တော်တို့ဝမ်းကျင်းနှစ်ခုမတူညီရင်တော့အပြစ်ပေါက်ပေးတယ်ပေါ့နော်အဲဒီသူနဲ့တွေ့ရမယ့်ဝမ်းကျင်းဒီ6ရဲ့8ကဒီရက်1ကကိုရဲ့ရှစ်ကပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရက်တက်နဲ့ပေါင်းတော့ရှစ်ရှစ်ရဲ့နှစ်ခက်ဒီဒီရှစ်တက်ကျွန်တော်ဒီမှာအချိန်မြတ်တော့ဒီရှစ်တက်အချိန်မှာလဲရှစ်ပူးထွက်တော့ရှစ်ထီတယ်ဒီမှာဒီလဲကျွန်တော်တို့ရှစ်သုံးအချိန်ကိုဒီရှစ်တက်နဲ့တွဲရင်တော့ဒီရက်ရှစ်ဒီရက်ရှစ်နဲ့ရှစ်ပူးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်တော့တပြင်ညာ ရဲ့ရှစ်ကပေါင်းချင်းဒီ6 6နဲ့ဒီရဲ့ရှစ်နဲ့ပေါင်းတော့၄ဒီ3လုံးပေါင်းချင်းဒီ၄ဖြစ်လို့၄ရဲ့နှက်ခတ်ဒီနှစ်၄နှစ်ဒီတော့ဒီမှာအချိန်မြတ်ဟောဒီ၄နှစ်အချိန်မှာလဲကျွန်တော်တို့3 4ထွက်တော့၄ထီတယ်ဗျတော့ဝင်နဲ့မနဲ့ထွက်ကနန်ပေါင်းချင်းပါဝါကားတဲ့ညနေ1ချင်းထွက်နေတယ်ဒါအဲ့ဆက်ပြမလာတော့သေးဘူးနော်ဟုတ်ကဲ့ပါဗျာနော်ဒါတော့နှစ်ပင်မြောက်ပဲရှိသေးရပါတော့အဲ့ဒါတော့ ဟုတ်ဒီမှာဆိုရင်38ဆိုတော့8ပါဝါ3ပေါ့เนาะဒီမှာတော့စပြီးတော့မှန်ခဲ့တယ်ဗျဒီမှာလဲ1တပေါင်းချင်း3 3ပါဝါ8ပေါ့เนาะဒါဆိုရင်ဒီမှာတော့ကျွန်တော်တို့9 8ပေါင်းချင်းဒီခွန်းခွန်းပါဝါဒီ1ခွန်းနဲ့အချင်းပေါ့เนาะကျွန်တော်ရဲ့ဝန်ချင်းရလဲ1ခွန်းအချင်းဒီမှာလဲအဲ့ဆိုခွန်းနဲ့အချင်းဆိုတော့1ခွန်းအချင်းဒီပိုးရအကောင်းတဲ့ပုံစံတော့တွေ့ရတယ်ပေါ့เนาะဟုတ်ဒီမှာလဲကျွန်တော်တို့8 3အချင်း4နဲ့အချင်းမှာလဲဒီက3ဒီက4နဲ့3 4ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုရင်နောက်တစ်ပင်က၈ရဲ့၃ရဲ့ပေါင်းချင်းဒီ၁နဲ့ဒီက၄နဲ့ပေါင်းတော့၅ဒီ၃လုံးပေါင်းချင်းဒီ၅ဖြစ်လို့၅ရဲ့နှက်ခတ်ဒီ၃၅၃ဒီကျွန်တော်ဒီမှာအချိန်ပြဒီ၅၃အချိန်မှာလဲ၃ခွန်ဆိုတော့၃ထီတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်1ချိန်ဒီ၈၃အချိန်၅၃အချိန်မှာတော့ကျွန်တော်တို့၃ပိုင်းပဲပြေးသွားတယ်ပေါ့နော်တူညီတာကိုလုံးပိုင်းပြေးသွားပြီးတော့၃ခွန်ဆိုပြီးတော့ထွက်တယ်ဗျ၅၅အစမှန်တာတဲ့ ျွန်တော်ဒီမှာတော့၈၃အချိန်၅၃အချိန်မှာတော့တူညီတာဒီဒီမှာ၃ဒီမှာ၃မျိုးကျွန်တော်၃ဘိုင်းပဲပြေးသွားတယ်ပေါ့နော်၃ဘိုင်းပြေးပြီးတော့၃ခွန်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီနေ့အတွက်1ချင်းတီ၃ရဲ့၃ရဲ့ပေါင်းချင်းတီ6 6ရဲ့ဒီရခွန်နဲ့ပေါင်းတော့၃ဒီ၃လုံးပေါင်းချင်းတီ၃ဖြစ်လို့၃ရဲ့နှစ်ခက်တီ၅၃၅ကျွန်တော်ဒီမှာအချိန်ပဲဗျအဲ့ကျွန်တော်ဒီမှာနှစ်ခွန်အချိန်၃၅အချိန်ပေါ့နော် မင်းချစ်တဲ့အငယ်လေးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာတော့ဝင်ရှစ်ရှစ်ပြုပဲပြက်တာတဲ့ဟုတ်ကဲ့ဗျာနော်ဟုတ်ပြီဗျာဒီတပင်တော့ကျွန်တော်တို့ပြက်သွားတယ်ပေါ့နော်ဒီမနက်ပိုင်းဘရိတ်ပေါင်းခြင်းတီတော့ကျွန်တော်ဒီညနေမှာတော့ဝမ်းချင်းပြက်သွားတယ်ပေါ့နော်ဒီမှာကျွန်တော်တို့၃ညငန်းဝမ်းချင်းမှာတော့ကျွန်တော်တို့ပြက်သွားတယ်ဗျာဦးမြအောင်နဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုကျွန်တော်ဒီမှာဒီဝမ်းချင်းဒီပေါ့နော်ဒီမှာတော့၈၃အချင်း၈၁အချင်းမှာတော့ကျွန်တော်တို့အပြီးပေါင်းအနေနဲ့၈ပူးဆိုပြီးတော့ပေးတယ် ဒီမှာလဲ၈တုံးအချိန်၄နှစ်အချိန်မှာလဲကျွန်တော်တို့အပြည့်ပေါင်းအနေနဲ့၃လေးဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒီမှာတော့၈တုံးအချိန်၅တုံးအချိန်မှာတော့ကျွန်တော်၃ပိုင်းပဲပေးတယ်ဗျအဲဒါကြောင့်ဒီမှာဒီ1ခွန်အချိန်၃၅အချိန်ဆိုတော့ဒီ1ချိန်ဒီတူညီမှုမရှိဘူးပေါ့နော်တူညီမှုမရှိရင်တော့အပြည့်ပေါင်းပေးမယ်လို့တော့ကျွန်တော်လည်းယူဆပါတယ်ဗျဆိုးလွန်းနဲ့ရှစ် ရှစ်ပူထိုးလိုက်တာဟုတ်ကဲ့ပါဗျာနော်ကျွန်တော်တို့မနက်ကတော့ကျွန်တော်1ခွန်၄ခုအခွေပေးရတာပေါ့နော် ဒါဆိုရင်ကျွန်တော် break line လေးပေါ့နော် break line လေးရတော့ကျွန်တော်တို့တောက်ကြနေညနေရမှန်ခဲ့တဲ့ break line ပေါ့ဗျာနော်တော်များကြီးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာကျွန်တော်ကတော့ဒီမှာ2ခွန်3 5ဆိုလဲကီးလေးလုံးယူလိုက်မယ်ပေါ့နော်အဲ့ဒီကီးလေးလုံးကိုပဲကျွန်တော်က break နဲ့ချုပ်မှာဗျာအပေါ်မှာတွေကလည်းကျန်းနေတက်မှာလေးတုံးပေါ့နော် ော်ဝင်တဲ့နှစ်ခွန်း3ခွေလိုက်မယ်ဒါဟုတ်ကဲ့ပါဗျာနော်ပြောဒီမှာဒီ3ညရဲ့3ရဲ့ဒီရဲ့3ရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ6 6ပါဝါဒီ6နက်ခတ်ဒီကို6 1ကိုဒီရောဒီမှာပြည့်ဗျာ3ညရဲ့3ရဲ့ဒီရဲ့3ရဲ့3လုံးပေါင်းခြင်းဒီ6 6ပါဝါဒီ6 6နက်ခတ်ဒီကို6 1ကိုဒီပြည့်ပေါ့နော်6 1ကိုပြည့်မှာကျွန်တော်တို့10ပူးဆိုပြီးတော့6ပြည့်ထွက်တယ်ဗျာ ကျွန်တော်ကဒီမှာဒီ key အနေနဲ့ယူမယ်ဆိုရင်ကျွန်တော်တို့က၈၃၁ပေါ့နော်၈၃၁ဆိုတဲ့ key ၃လုံးကိုကျွန်တော်တို့က၆၁၉ပြည်ရောက်အောင်တွဲရင်ကျွန်တော်တို့၈နဲ့၆ပြည်ဆိုရင်၈ပူးဆိုပြီးတော့ပါမယ်ပေါ့နော်အားလုံးမဲ့ဒါလေးသဘောပေါက်ကြမယ်ထင်တယ်ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဒီလဲ၃ရဲ့ခွင်ရဲ့ပေါင်းကျင်းဒီ၃ည၃ညနဲ့ဒီက၃ညနဲ့ပေါင်းလို့လေ၃ည၃ခွင်၃ညပေါင်းကျင်းဒီ၃ညဖြစ်လို့ ုံညာရဲ့ပါဝါတီ9တုံညာရဲ့နက္ခတ်တီခွန်းတုံညာ9ခွန်းဒီကျွန်တော်ဒီမှာပြတဲ့ဗျဒီတုံညာ9ခွန်းပြတဲ့မှာကျွန်တော်တို့3လေးဆိုတော့ခွန်းပြတဲ့ပေါ့နော်ဒီမှာဒီလဲကျွန်တော်တို့ကီဒီကျွန်တော်တို့8 3 4နှစ်လို့ကီလေးလုံးယူပြီးတော့တုံညာ9ခွန်းပြတဲ့ရအောင်တွဲရင်ကျွန်တော်တို့ခဏန်းဒီ12ကွက်ထွက်မှာပေါ့နော်အဲ့ထက်မှမှာကျွန်တော်တို့ဒီမှာ3လေးဆိုပြီးတော့ခွန်းပြတဲ့လဲပါမှာပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့က8 3အချင်း4နှစ်အချင်းဒီလဲအပြီးပေါ့လဲဖြစ်တယ်ပေါ့ ဒါဆိုရင်တော့နောက်တစ်ပင်ဒီ၃ည၈ရက်ဒီရက်နှစ်က၃ည၈နှစ်ပေါင်းခြင်းဒီ၃ညဖြစ်လို့၃ညရဲ့ပါဝါဒီ၅၃ညရဲ့နှစ်ခက်ဒီခွန်း၃ည၅ခွန်းဒီတော့ဒီမှာပြိဋ္ဌေပဲဗျဒီ၃ည၅ခွန်ပြိတ်မှာလဲကျွန်တော်တို့၃ခွန်ဆိုတော့၃ညပြိတ်ပေါ့နော်ဒီမှာဒီလဲကျွန်တော်တို့1ကျင်းဒီ၈၃၅ဆိုလဲကီ၃လုံးပေါ့နော်၈၃၅ဆိုလဲကီ၃လုံးကိုကျွန်တော်တို့ ၃ညာ၅ခွန်ပြည့်ရအောင်တွဲရင်ကျွန်တော်တို့၃ခွန်ဆိုပြီးတော့ပါမယ်ပြည့်အဲ့လိုမဲ့တဘောပေါက်ကြမယ်ထင်တယ်ပေါ့နော်၈၃၅ဆိုရဲကီ၃လုံးကို၃ညာ၅ခွန်ပြည့်ဆိုရင်၃နဲ့၃ညာပြည့်ဆိုရင်ကျွန်တော်တို့၃ခွန်ဆိုပြီးတော့ပါမယ်ပြည့်ဒါဆိုရင်ကျွန်တော်ဒီမှာနှစ်ရဲ့တက်ကပေါင်းချင်းဒီ၃၃နဲ့ဒီက၉နဲ့ပေါင်းတော့နှစ်တော့ဒီ၃လုံးပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါဒီခွန်နှစ်ရဲ့နှက်ခတိလေးနှစ်ခွန်လေးဒီကျွန်တော်ဒီမှာပြည့်ပြည့် ကျွန်တော်တို့ဒီမှာဒါဆိုရင်နှစ်ခွန်ချင်း၃၅ချင်းဒီကျွန်တော်တို့ break အနေနဲ့နှစ်ခွန်လေး break ဆိုတော့ဒီမှာဒီကျွန်တော်တို့က main အနေနဲ့တွဲမယ်ဆိုရင်ပေါ့နော်ဒီမှာဒီအပြီးပေါက်ပေးသွားရင်ဒီရက်နှစ်ဒီရက်ငါးနဲ့ကျွန်တော်နှစ်၅ဆိုပြီးတော့ခွန် break ပေးနိုင်တယ်ဒီရက်ခွန်ဒီရက်ငါးနဲ့ကျွန်တော်တို့ခွန်၅ဆိုပြီးတော့နှစ် break ပေးနိုင်တယ်ဗျဒါဆိုကျွန်တော်ဒီမှာဒီနှစ်၅ရဲ့ခွန်၅ရဲ့ဒီတော့ main တို့ပဲမြေကျွန်တော်တို့ကဒီနှစ်ခွန်၃၅ကိုပဲကျွန်တော်ကကီးလေးလုံးကိုပေါ့နော်နှစ်ခွန်၃၅ဆိုတဲ့ကီးလေးလုံးကို ဟိုနှစ်ခွန်လေးပြိတ်ဆိုပြီးတော့ကျွန်တော်တို့တွဲပေးမယ်ဗျအကူမတို့ကအကြိုက်ပါမှလည်းတုံးပေါ့နော်ကျွန်တော်တို့ဖြစ်သွားနေတာလေးကိုတော့ယူဆပြီးတော့တွက်ပြပေးခြင်းဖြစ်တယ်ပေါ့နော်ဘနူကြီးရဲ့နှစ်နှစ်ငါးရဲ့ခွန်ငါးရဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်ဒီမှာတော့ဆက်ပေးမယ်ဆိုရင်ပြိတ်လိုင်းအနေနဲ့ဆက်မှန်မယ်ဆိုရင်တော့ကျွန်တော်တို့နှစ်ငါးရဲ့ခွန်ငါးရဲ့ဒီတော့ main နှစ်ကွက်ပါဗျာဒါဆိုရင်ကျွန်တော်ဒီမှာနှစ်ခွန်သုံးငါးကိုကျွန်တော်နှစ်ခွန်လေးပြိတ်ဆိုပြီးတော့ဒီဘက်မှာကျွန်တော်ကဏ္ဍလေးစီပေးထားတယ်ပေါ့နော်အကူမတို့ကကြာရင်တော့တုံးကြ ကီးအနေနဲ့ကျွန်တော်က2.35ကီးလို့ယူလိုက်တယ်ပေါ့เนาะ2.35ကီးကိုဘရိတ်အနေနဲ့ကျွန်တော်တို့2.4ဘရိတ်ဆိုပြီးတော့ယူလိုက်တယ်အဲ့ဒီမှာကျွန်တော်တို့1နဲ့1ဘရိတ်ဆိုရင်20ပါမယ်ခွန်ဘရိတ်ဆိုရင်1.5 4ဘရိတ်ဆိုရင်2ပူပေါ့เนาะခွန်နဲ့ဆိုလဲကျွန်တော်တို့1ဘရိတ်ဆို9ခွန်ဘရိတ်ဆိုရင်80 4ဘရိတ်ဆိုရင်ခွန်ပူ3နဲ့1ဘရိတ်ဆိုလဲ39ဩဒီမှာတော့မှားနေပြီเนาะ ဟိုစောပြန်နေရလေကေဝီအေတဲ့ကိုအောင်ထိုးမယ်နှစ်ပရိတ်တဲ့ဟုတ်ခဲ့ပါဗျာနော်ကိုပိုးရနှစ်ခွန်ကောင်းလားတဲ့ပြောနှစ်ခွန်ကတော့ကျွန်တော်1ချိန်နေမှာပေါ့နော်တာကြီးတဲ့ညညကြီးတဲ့နောက်ကျသွားတယ်တဲ့အကိုလုံးလေးမပြတ်လို့ညကြီးဟုတ်ခဲ့ပါဗျာနော် ဒါဆိုကျွန်တော်ဒီမှာလဲ3ပိုင်းနဲ့7ပလိတ်ဆိုရင်39ဆိုပြီးပါမယ်ခွန်ပလိတ်ဆိုရင်34 4ပလိတ်ဆို31ပေါ့နော်ကျွန်တော်တို့ကဒီမှာဒီ5ပိုင်းကိုလဲကျွန်တော်တို့က59ဆိုပြီးတော့4ပလိတ်ပေါ့နော်ဒီမှာဆိုလဲအပါပြီးသားဗျာ92ဆိုတော့ခွန်ပလိတ်9ခွန်ဆိုတော့7ပလိတ်ပေါ့နော်အလိုမဲ့နားရမယ်လို့လည်းထင်နေဗျအကိုမတို့ကအကြိုက်ပိုင်တော့၃ပါဗျာနော်ကျွန်တော်ညနေမှာတော့ဒါလေးပါပဲဗျဟုတ်ကဲ့ပါအလိုမဲ့ကျွန်တော်တွေ့ပြတဲ့ကဏ္ဍလေးဒီပေါက်ကဏ္ဍလေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျဒီထက်ရမှာကျွန်တော်ကတော့ ဒီ25ရဲ့ခွန်5ရဲ့ဒီတော့ကျွန်တော်ကတော့ main နှစ်ကွက်ပေါ့ဗျာနော်ဟုတ်ကဲ့ပါအားလုံးပဲကံကောင်းကြပါစေဘိုင်းမန် see you ပါအားလုံးပဲကောင်းမလေးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ